ဒီမိကုန်းလေးကတော့38ဖြာမင်္ဂလာထဲမှာပူဇာစပူဇာနေရာနဲ့ဂါရဝစနိဝါဒောစစသဖြင့်ပူဇော်ထိုက်သူပူဇော်ရင်းယူစီထိုက်သူယူစီရင်းလို့မြတ်စွာဘုရားဟောရပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကူးကြီးရဲ့နတ်တွေဘိုးတော်တွေတခြားဘာသာဝင်ကဂုံအရှိန်ဝါကြီးမားတဲ့ပုံကိုယ်တွေကိုပူဇော်သင့်ပါသလားအဲ့လိုပူဇော်ပါကလည်းတရံတကုံပြတ်စီပါသလားသူကပူဇာစပူဇနေရနံလို့ဆိုတဲ့အထိပ္ပယ်ကသူက အဓိကတိလနဲ့ကိုချင်းတရားကိုဥတည်ပြောတဲ့ဟာတွေတင်ပါဗျာရာဟုကြီးလို့ပူဇော်တာတို့ကိုကြီးချမ်းသာတို့ပူဇော်တာဒါလုံးမပြောဘူးမဆိုလို့တင်ပါဗျာသူအတိုင်းဝိုင်းထဲမှာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမယ်ဆိုရင်မိဘအခြေစုရှိတယ်တင်ပါဗျာခြေစုရှိတာခေါင်းလူပြည်ကိုလာခွင့်ပြုတဲ့ခြေစုပဲတင်ပါဗျာကိုကျွေးပွေးဆောက်ဆောင်ရတဲ့ခြေစုအဲကြောင့်ပူဇော်နိုင်တယ်ကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေ ပူဆော်တိုင်းတယ်ကိုချင်းသီလနဲ့ပူဆော်တာအဲ့ဒီလိုဟာမျိုးဆွလို့တယ်ခုနကနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကသူတကိုးကြီးချင်းကြီးမကြီးချင်းနေသူတို့ကပူဆော်တိုင်းတယ်ဆိုတဲ့မှာပါဘူးသူတို့အနေနဲ့တကိုးကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဆော်သင့်မှာလားရှင်ပြအဲ့ဒါအဲ့လေသူကသူတကိုးကြီးတာသူကသူဟိုရင်ဖြစ်တာပူဆော်တိုင်းတဲ့အထက်မှာတော့သူတို့မပါအောင်ကျမပါဘာလို့လူတွေနဲ့ဆက်ဆက်ပြီးကိုကျင်တရားကောင်းတဲ့ပုံကိုမျိုးတွေဥသာအဓိကထားတာဟုတ် သီလကိုပူဇော်တယ်၊တမာရီကိုပူဇော်တယ်၊ပညာကိုပူဇော်တယ်။မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတာကြည့်ပါလား။ခုံတော်တွေနဲ့ဓာရီရှိလို့ပူဇော်တာလေ။မှန်ပါဗျာ။ပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်ဘူး။မှန်ပါဗျာ။ကာရောသနိဝဒောသဆိုတာကတော့ကိုယ်နဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစပြီးတော့သူကမမနာမထားပဲဟိုရက်စပက်ပေးနိုင်တာမဟုတ်ဘူး။မှန်ပါဗျာ။လူယူသိမှုယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာအဲကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံးရက်စပက်ပေးနိုင်တာ ဆွလို့ရပေါ့နော်ကိုယ့်ရဲ့မမနာကြီးမထားလူကမမနာပါတော့ဆိုင်ဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်ပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်ပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားသူကြည့်ရင်လည်းမမနာရှိတတ်တယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိခါကြီးမားတဲ့ပုဂ္ဂိုလ်တွေ ပူဇော်လိုက်တဲ့ပုံကိုယ်တွေကိုယူတည်လိုက်တဲ့ပုံကိုယ်တွေကိုမယူမသိဖြစ်တာမာနာကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနာကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကူကြီးနဲ့တည်းပူဇော်တာသူကဖရားတဲ့တကူကြီးတာမရှိသေးတဲ့ကြောင့်မှန်ပါဖရားကိုပူဇော်ပြီးတဲ့ပုံကိုယ်တရားဟာတကူကြီးနဲ့တည်းကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုး ီလောက်အတိပဲမရဘူးသူကနော်ဒီမှာဗျာကို့ပေါ်မှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံ့ဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အတိပဲကသူကဒီရှခိုးဝါချခြင်းနဲ့အတိပဲမဟုတ်ဘူးသူကသူပစ္စည်းပေးတာလေပူဇော်တယ်လို့ခေါ်တာမှန်ပါဗျာရှခိုးတိုက်တယ်ဆိုတဲ့ပုံကိုယ်ကြတော့ကို့ရဲ့တိလအသက်တိတ်ခါခေါင်းဝါချီးတဲ့ပုံကိုယ်ကိုဆွတ်တော့ ်ကြီးတဲ့ပုဂ္ဂိုလ်ကငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာတိလာနဲ့ရှ िख ိုးတယ်မှန်ပါဗျာမှန်ပါကြီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါကတဘာဝအရှ िख ိုးတယ်မှန်ပါဗျာသူရဲ့အသက်ကြီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတယ်မှန်ပါဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ်ပေါ်လဲကျေးဇူးရှိတယ်အဲသူရဲ့ဂုဏ်သိက္ခာလေးလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာတော့ဟိုလိုကိုယ်ွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါကတော့မှန်ပါမှန်ပါ mutual respect ဆိုတာရှိတာပေါ့နော် အဲ့တော့တရဏဂုံဖြစ်ပါစေလားဆိုသူတို့ကိုဖះနဲ့တန်းသူထားလိုက်ပြီးဖះကိုကိုွယ်တယ်လို့ကိုကိုွယ်ရင်တော့ဖះမှတပါကိုကကြီးပဲထားတာရသော်ဘုရားသီတာလည်းကိုကိုွယ်ရတရားသီတာလည်းကိုကိုွယ်ရတန်ခါသီတာလည်းကိုကိုွယ်ရဆိုပြီးသူတို့ကိုဖះနဲ့တန်းနဲ့လို့စိတ်ထဲကထင်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြက်သွားတယ်ပေါ့ပြက်တယ်ဆိုတာကိုကိုစိတ်ထဲမှာနေမယ်ဒီစိတ်ဓာတ်ချင်းမတူတော့ဘူးလေမှန်ပါဗျာမှန်ပါဗျာ